မင်္ဂလာပါသူတော်ကောင်းတို့ဒီကနေ့ဟာကဆုံလာပြည့်ဗုဒ္ဓနေ့အခါသမယဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်သူတော်ရှင်အပေါင်းတို့ရဲ့နေတူနေမြတ်တစ်ခုဖြစ်တဲ့မြတ်စွာဘုရားရှင်ရဲ့ဘဝတစ်ခုဒီနေ့အပြင်မြတ်စွာဘုရားဘုရားလောင်းတိတ်တတမင်းသားဟောတော်မူတဲ့နေ့ရဲ့ဘုရားရှင်တစ္ဆာတည်ပြီးတော့ တပ္ပညုတ္တညာနာပိုင်ရှင်ဖရာအဖြစ်ကိုရောက်တော်မူတဲ့နေ့ရယ်ဘဝတစ်ခုရဲ့အဆုံးသက်ဖြစ်တဲ့ပြိနိဗ္ဗာန်ဆန်တော်မူတဲ့နေ့ရယ်ဆိုပြီးတော့ဒီနေ့ဒုနေ့မြတ်3ရက်ဟာကဆုံလပြည့်နေ့မှာလာပြီးတော့တိုက်ဆိုင်နေတဲ့အတွက်ကြောင့်ဒီကဆုံလပြည့်နေ့ကိုမြန်မာနိုင်ငံဘုရားဘာသာဝင်တွေကထူးခြားတဲ့နေ့ဘုရားနဲ့ပတ်သက်တဲ့နေ့တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကဆောင်လာပြေဘုရားနေလို့အထုဝိတေတပြုပြီးပူဇော်ကြတာဖြစ်ပါတယ်ဘဝတစ်ခုရဲ့အစအလယ်အဆုံးသုံးမျိုးလုံးကိုအကျုံးဝင်နေတဲ့အတွက်ကြောင့်ရသော်ဘုရားရှင်ရဲ့ဘောတော်မူရာဘုရားဖြစ်ရောက်တော်မူရာပြိဋိနိဗ္ဗာန်ဆန်တော်မူရာနေ့တွေဟာလည်းပဲဒီထက်မှာအကျုံးဝင်လို့မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေကကဆုံလာပြည့်နှစ်ကိုဗုဒ္ဓနေ့လို့ ခေါ်တော်သတ်မှတ်ပူဇော်ကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှလည်းပဲဘုံဘုံတို့မြတ်စွာဘုရားရှင်ရဲ့ဘုရားနေ့ကို ပူဇော်တော်အပြင်မြတ်စွာဘုရားရှင်ဘုရားဖြစ်ကို ရောက်တော်မူပြီးကြည်ချင်းပရမအုဆုံးကျွင်းတော်မူတဲ့ဥဒ္ဒံဇကား ဲ့ဒါကိုပထမဗုဒ္ဓဝဆန္ဒမြတ်စွာဘုရားရှင်ရဲ့ပထမဆုံးစကားဆိုပြီးတော့သတ်မှတ်ပူဇော်ကြတယ်မြတ်စွာဘုရားပြိဋိဘံဆန်တော်မူကနေနောက်ဆုံးမှမိမ့်မာတော်မူသွားတဲ့နောက်ဆုံးစကားအဲ့ဒါကိုမြတ်စွာဘုရားရှင်ရဲ့နောက်ဆုံးမိမ့်မာချက်ဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းမဗုဒ္ဓဝဆန္ဒဆိုပြီးတော့စကားကြီးနှစ်ခွန်း ပထမဗုဒ္ဓဝဆနာယင်ပစ္စည်းမဗုဒ္ဓဝဆနာဆိုပြီးတော့ဒီစကားနှခွန်ကိုသူတော်ကောင်းများဘုဒ္ဓလိလာပူဇော်နိုင်ဖို့အတွက်ဘုန်းကြီးတို့ဗုဒ္ဓနေ့မှာဒီစကားနှခွန်ကို ရှင်းပြပူဇော်ပေးခြင်းပါတယ်ပထမဗုဒ္ဓဝဆနာမြတ်စွာဘုရားရှင်ရဲ့ပထမဆုံးစကားဆိုရင်မဲ့ဟောတော်မူတဲ့ပထမဦးဆုံးတရားဒေသနာတော့မဟုတ်ပါဘူး ရသော်ဘုရားဘုရားဖြစ်ကိုရောက်တော်မူပြီးပထမအဆုံးဟောတော်မူတဲ့ဓမ္မဒေသနာတော်ကတော့ဝါစုလပြည့်နေမှာဟောတော်မူတဲ့ဓမ္မဆက်ကပောဒနာတုတ်လို့ခေါ်တဲ့ဓမ္မစကြဒေသနာတော်ပဲဖြစ်ပါတယ်။အခုပြောမယ်ပထမဗုဒ္ဓဝဆန္ဒဘုရားရှင်ပရိနိဘဖောရဲ့ဘုရားဖြစ်ကိုရောက်တော်မူပြီးချင်းပြီးချင်းမိန်တော်မူတဲ့ပထမဗုဒ္ဓဝဆန္ဒဆိုတာကဥဒန်းစကားပါဘုသူကမှဟောတဲ့ စကားမဟုတ်ဘူးမြတ်စွာဘုရားရှင်ကိုရတိုင်းတပ်ပင်ညွတ်တဉဏ်ရပြီးတဲ့နောက်ပါအလွန်ပိတိဝန္တာအာရဖြစ်တဲ့အတွက်ကြောင့်ကျွင်းတော်မူတဲ့စကားဖြစ်လို့ဥဒ္ဒံစကားတဏိအပထမဗုဒ္ဓဝဆနာလို့ခေါ်ပါတယ်ဒီပထမဗုဒ္ဓဝဆနာ ရှေးဥစွာဘုရားဖြစ်ကို ရောက်တော်မူပြီးကျွင်းတော်မူတဲ့ဥဒ္ဒံစကားကအလုံးသိထားပြီးသားဖြစ်တဲ့အ ਨੇ ကဇာတိတန်တာရံတန်တာဝိတ္တအနိဗိတ္တ ကဟာကာရကဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏကဟာကာရကဒိဋ္ဌောတိပုဏ္ဏဂေဟနာကဟတိသဗ္ဗတေဖာတုကဘက်ကကဟာကုထံဝိသင်္ခတံဝိသင်္ခရကတံစိတ်တံတဏနာခယမစ္စကာဆိုတဲ့ဒီစကားပါပဲအနေကဇာတိတန္တာရံတန္တာဝိသံအနိုင်ဘိတံ ဘာဂာရကဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏကာဂာရကဒိဋ္ဌောတိပုဏ္ဏကေဟနာကဟတိသဗ္ဗတေဖတုကဘက္ခခကုတံဝိသင်္ခတံဝိသင်္ခရကတံစိတ်တံတဏ္ဏံခယမေဇ္ဇခအဲ့ဒါကို ရှေးဥစွာဘုရားအဖြစ်ကိုရောက်တော်မူပြီးပြီးချင်းကျွင်းတော်မူတဲ့ဥဒ္ဒံစကဝန္တာစကဖြစ်လို့ ပထမဗုဒ္ဓဝဆနာလို့ဘုရင်တို့ပူဇော်ကြတာဖြစ်ပါတယ်။အ ਨੇ ကဇာတိတန်တာရံဆိုတဲ့ဒီဥဒန်းစကားရဲ့စကားလုံးကိုယူပြီးတော့ဗုဒ္ဓဘာသာဝင်တယ်မိမိတို့အိမ်မှာဗုဒ္ဓဆင်းရဲတော်ကိုးကွယ်ပူဇော်ရမယ်ဆိုရင်အ ਨੇ ကသာတင်းတယ်ဆိုပြီးတော့လောက်ကြတာပါပဲ။ဒါဒီစကားရဲ့ ဒီပါဠိတောဟာရကိုယူပြီးတော့အနိကစာတင်းနဲ့ခေါ်တာအဓိကကတော့ဘုရားဖြစ်ကိုရောက်တော်မူပြီးတော့မြတ်စွာဘုရားရှင်ပထမဆုံးကျွင့်တော်မူတဲ့ဒီပါဠိစကားလေးကိုပဲပြန်လည်ပူဇော်တာဖြစ်ပါတယ်။အနိကဇာတိတန်တာရန်တန်တာဝိတံအစရှိတဲ့ပထမဆုံးဥဒန်စကားရဲ့အဓိပ္ပာယ်ကအဖန်ဖန်ပရိသန်နေရချင်းသည်ဆင်းရဲလှသောကြောင့် ခန္ဓာအိမ်ကိုဆောက်လုပ်တတ်သူတဏှာလက်သမားကို ရှာနေတဲ့ငါသည်ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်မရသေးသဖြင့်ဘဝများစွာတန်ត្រာပတ်လို့ကျင်းလေပြီးသွားခဲ့ရလိမ့်မည်ခန္ဓာအိမ်ကိုဆောက်လုပ်တတ်သောဟဲတဏှာလက်သမားငါသည်တင့်ကိုပညာမျက်စိဖြင့်ယခုမြင်အပ်ပြီးခန္ဓာအိမ်ကိုနောက်တစ်ဖန်သင်ဆောက်လို့ရတော်မည်မဟုတ် တင်ဤကိလေသာတိဟုသော အချင်းရဲ့နဲ့အလုံးတို့ကိုငါချိုးဖြက်အပ်ကုန်ပြီအဝိဇ္ဇာတိဟုသောအိမ်အထုကိုဖျက်ဆီးအပ်ပြီငါ၏စိတ်သည်ပြုပြင်ခြင်းကင်းရာနိဗ္ဗာန်သို့ရောက်ပြီးတဏှာကုံရာ ကုံကြောင်းအရတ်ဖို့ကိုငါရဤဆိုပြီးတော့မြတ်စွာဘုရားကဝမ်းသာလုံးလုံးလို့ကျူးရင်တော်မူတဲ့စကားဖြစ်ပါတယ်အဲ့ဒါပထမဗုဒ္ဓဝဆနပါ အချင်းချင်းပရိသန်တွေနေပြီးတော့တန်တရာရှင်လေတာတွေကနေပြီးတော့ဖယားဖြစ်ကိုရောက်တော်မူပြီးတဲ့နောက်ပိုင်းမှာဒီဒုက္ခတွေမရှိတော့ဘူးဒီဘဝကနောက်ဆုံးဘဝအဆုံးသတ်ပြီဆိုတာဝမ်းသာလွန်းလွန်းလို့အင်းကိုတိဆောက်တတ်တဲ့တဏှာယောက်ျားလက်သမားကိုမြတ်စွာဘုရားကတပ္ပညုတ္တညံအရတ္တမညံနဲ့ဖြတ်ပြီးပြီးအဝိဇ္ဇာတိဟူသော အမိုက်မောင်ကနေပြီးတော့ယုံထွက်ပြီးတော့ တစ္ဆာညာနဲ့အလင်းတက်ကိုရပြီဆိုတာဝမ်းသာလွန်းလို့ဥဒန်ကျွင်းတော်မူတဲ့ဇကားကိုပဲအ ਨੇ ကဇာတိတန်တာရန်ဆရှိတဲ့ဥဒန်ခါရာနဲ့မြတ်စွာဘုရားကမိတ်တော်မူခဲ့တာကျွင်းတော်မူခဲ့တာဖြစ်ပါတယ်ဒါကမြတ်စွာဘုရားရှင်ရဲ့ဘုရားဖြစ်ကိုရောက်တော်မူပြီးပြီးချင်းဝမ်းသာလွန်းလို့ထွက်ပေါ်လာတဲ့ဥဒန်ဇကားပထမဗုဒ္ဓဝဆနာ ရှေးဥစွာသောမြတ်စွာဘုရားရှင်ရဲ့စကားတော်မြတ်ဖြစ်ပါတယ်ဘုရားနေ့မှာဒီစကားတော်မြတ်လေးကိုပြန်လည်ပူဇော်ခြင်းကုသိုလ်တွေတိုးအောင်ဘုရင်တို့ပူဇော်ခြင်းဖြစ်ပါတယ်ပြန်လည်ပူဇော်ရင်ကုသိုလ်တရားတွေအလုံးတိုးနိုင်အောင်ဒါလေးကိုထပ်ပြီးတော့ပူဇော်ပေးပါမယ်အနေကဇာတိသန္တာရံတန္တဝိတံအနိဘိတံကဟာဂာရကဝေတံတို့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏ ကာကာရကဒိဋ္ထောတိပုဏ္ဏဂေဟနကာဟတိသဗ္ဗတေဖတုကဘက်ကကာကုတံဝိသင်္ခတံဝိသင်္ခရကတံစိတ်တံတဏနံခယမစ္ဆကအဘံဘံပရိသန္တိနေယချင်းတိဆင်းရလာသောကြောင့်ခန္ဓာအိမ်သည်ဆောက်လွတ်တတ်သူတဏလက်သမားကို ရှာသောငါသည် ထိုတဏလသမကို မြင်နိုင်သောဉာဏ်ကိုမရသည်သဖြင့်ဘဝများစွာတန္တရာပတ်လုံးကျင်လဲပြည့်သွားခဲ့ရလေပြီခန္ဓာအင်ကိုဆောက်လွတ်တတ်သောဟေတဏယောက်ကြလသမငါသည်သင်ကိုပညာမျက်စိဖြင့်ယခုမြင်အပ်ပြီးခန္ဓာအင်ကို နောက်တဖန်သင်ဆောက်လွတ်ရတော့ပြီမဟုတ်သင်ဤကိလေသာတည်းဟုသော အချင်းရနေအလုံးတို့ကိုငါချုပ်ဖြတ် မိပြီအဝိဇ္ဇာတိဟုသောအိမ်အထုကိုဖြည့်စည်အပ်ပြီးငါဤစိတ်သည်ပြုပြင်းခြင်းကင်းရနိဗ္ဗာန်သို့ကောင်းစွာရောက်လေပြီတဏ္ဏကုံရာကုံကြောင်းအရတဖို့ကိုငါရလေပြီဆိုပြီးတော့မြတ်စွာဘုရားကျွင်းတော်မူတဲ့ပထမဗုဒ္ဓဝဆန္ဒကိုဗုဒ္ဓနေ့မှာအထူးပူဇော်ပါတယ်နောက်ထပ်စကားကြီးတစ်ခွန်းကအလုံးသိပိတာမြတ်စွာဘုရား ရိနိဗ္ဗာန်စံတော်မူခါနေနောက်ဆုံးအချိန်မိန့်တော်မူသွားတဲ့ဇာကာနောက်ဆုံးဇာကာမြတ်ဗုဒ္ဓရဲ့ပစ္စည်းမဗုဒ္ဓဝဆန္နဒီဇာကာမိန့်ကြားတော်မူပြီးဘုရားပရိနိဗ္ဗာန်စံတော်မူသွားတာခန္ဓာဒါနိဘိခဝေအမန္တယာမိဝောဝယဓမ္မသင်္ခါရအပမဒေနတံပါတိထာဘေကဝေ चित्त चित्त မိတို့ ဟန္တခန္ဓာကိုရလာတဲ့အတွက်ကြောင့်အိုပင်မလှပေစွာဒါနေဣဒာနိယခုခာ၌ဩတုံမကံသင်္ချသာจิตမိတို့အားအာငါဖယသည်အမန္တယမိနောက်ဆုံးဇကမိတ်မာတော်မူခဲ့အံသင်္ခါရပြုပြင်စည်ရင်ထားတဲ့ယုံနံဓမ္မသင်္ခါရတရားမှန်သမျှတို့သည် ဝရဓမ္မပျက်စီးခြင်းသာလျှင်အဆုံးရှိတဲ့အတွက်ကြောင့်အပမဒေန မမေ့မလျော့မပေါမစားတဲ့တရေတရားနဲ့တမ္ပါဒေတာကိုစီကိုငါတတိကပ်ပြီးတော့နေထိုင်ကြပြီလို့ဆိုပြီးတော့ဒီစကားမြတ်စွာဘုရားမိန့်ကြတော်မူပါတယ်မြန်မာပြန်အဓိပ္ပာယ်ကယဟန်တို့ငါဘုရားပြိဋိဘံသံဝင်ခါနိဆဲဆဲဖြစ်သောယခုအခါ၌ တင်ချစ်သားတို့အားနောက်ဆုံးဇက်ကမှာကြားခဲ့ပြီအံယုံနံဓမ္မသင်္ခါရတရားတို့သည်ပျက်စီးခြင်းသဘောရှိကုန်၏ကုန်ဆုံးခြင်းသဘောရှိကုန်၏ချုပ်ဆုံးပျောက်ွယ်ခြင်းသဘောရှိကုန်၏ထို့သောပျက်စီးခြင်း ကုန်ဆုံးခြင်းချုပ်ဆုံးပျောက်ွယ်ခြင်းသဘောရှိကုန်သောထိုတရားတို့ကိုမမေ့မလျော့မပေါ့မဆသောတရားဖြင့် အဖန်ပန်ဆင်ကျင် သုံးသက်ပွားများ၍ကောင်းစွာနှလုံးသွင်းနေကြလေကုန်လောဆိုပြီးတော့ဒီစကားနောက်ဆုံးမှာတော်မူပြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးဘဝတစ်ခုပြိဋိဒ္ဓါပြုတော်မူတဲ့နောက်ဆုံးစကားနောက်ဆုံးတရားပဲဖြစ်ပါတယ်ဒီတရားထဲမှာအဓိကပြောချင်တဲ့လေးကဝေယဓမ္မသင်္ခါရဆိုတဲ့စကားလေးပါပဲသင်္ခါရ ပြုပြင်စီရင်ထားတဲ့သင်္ခါရတရားမှန်သမျှ诶သင်္ခါရဆိုတဲ့ create လုပ်ထားတဲ့အရာမှန်သမျှ everything အကုန်လုံးပဲယောယောနံယောယုတ်နန္ဒမသင်္ခါရတရားမှန်သမျှတို့သည်ဝရဓမ္မပျက်စီးခြင်းသာလည်းအဆုံးရှိတယ်ပန္တိတိဆောက်ထားတဲ့အရာမှန်သမျှနောက်ဆုံးအဆုံးသတ်မှာကတော့ပျက်စီးခြင်းနဲ့ပဲအဆုံးသတ်လိမ့်မယ်။ဒါကြောင့် မမေ့တဲ့တရတတိတရားမလျော့တဲ့အတိတရားနဲ့ကိုယ့်ဟာသားကို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 ကောင်းဆုံးတိဆောက်ပြီးနေကြဆိုပြီးတော့မြတ်စွာဘုရားဒီစကားမိန့်ကြတော်မူပြီးပြိနေပါပြုသွားတာဖြစ်ပါတယ်ဒီစကားလေးကလေဘဝမှာလက်တွေ့ဘဝထဲမှာတခုခုပြည့်စည်တာနဲ့ဂျုံတဲ့အခါတိုင်းနှလုံးသွင်းဆင်ခြင်ရင်မြတ်ဗုဒ္ဓရဲ့တရားလေးကအလွန်ကိုအေးချမ်းတာဖြစ်ပါတယ်ဘုရင်တို့ကလေတခုခုအပြည့်ဂျုံတိုင်း ဲ့ဒါလေးကိုတော့တော်ပြီးစင်ကျင်မိတယ်။တခုခုအစင်မပြေမှုတွေပျက်စီးခြင်းတွေနဲ့ဂျုံတိုင်းဂျုံတိုင်းဝေယဓမ္မသင်္ခါရမြတ်စွာဘုရားမိန့်တော်မူခဲ့တယ်။ဖန်တီးထားတဲ့အရာမှန်သမျှတိဆောက်ထားတဲ့အရာမှန်သမျှအဖြစ်ရှိတဲ့အရာမှန်သမျှအပြက်ကရှိမှာပဲဆိုတာလေးကိုစင်ကျင်တိုင်းစင်ကျင်တိုင်းမြတ်စွာဘုရားရဲ့တရားနဲ့ဘဝမှာ တွဲလိုက်အခါကျတော့ကိုယ့်ရဲ့ဘဝမှာ ပျက်စီးမှုတွေကြုံတဲ့အဆင်မပြေမှုတွေကြုံတဲ့ဖြေလို့ရတဲ့အတွက်ကြောင့်မြတ်ဗုဒ္ဓကဒီစကားလေးကိုနောက်ဆုံးတင်မိတ်တော်မူသွားတော့တတဝါတွေအတွက်အကျိုးရှိတဲ့စကားလေးပါအထူးအပြင်တတိမမေ့ပါနဲ့မမေ့တဲ့တတိတရားရှိနေလို့ရှင်ဘာပဲလာလာဘလို့လောကဓာတ်ပဲကြုံရကြုံရခံနိုင်ရှိတဲ့တရားနဲ့ဖြေလို့ရတယ်ဆိုတော့ဘုရားတို့ကမြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမိမတော်မူသွားတဲ့ပိစိမဗုဒ္ဓဝဆန္ဒနောက်ဆုံးဇကဟန္တဒါနီဘိကဝေအမန္တယာမိယောဝရဓမ္မသင်္ခါရအပမဒေနသံပဒေထပြပြင်ထားတဲ့အရာမှန်မြတ်ပျက်စီးခြင်းသာ အဆုံးရှိတယ်ဆိုတဲ့ဒီဓမ္မဒေသနာတော်ကိုပူဇော်ပါတယ်ဒီနေ့ဗုဒ္ဓနေ့မှာမြတ်စွာဘုရားရှင်ပထမဆုံးဇကဖြစ်တဲ့ဥဒန်းဇကကျွင်းတော်မူတဲ့ဝန္တာဇကား အနေကဇာတိတန်တာတာအစရှိတဲ့စကားရင်ပြိဋိဗံဆန်တော်မူကနေ့နောက်ဆုံးမိမ့်မာတော်မူသွားတဲ့ပစ္စည်းမဗုဒ္ဓဝဆန္ဒနောက်ဆုံးစကားဖြစ်တဲ့ဟန္တဒါနိအစရှိတဲ့ဒီစကားနှစ်ခုရသဗျာရဲ့ဗုဒ္ဓနေ့ကိုပူဇော်တော်အပြင်ဘုန်းကြီးတို့တဆင့်ပြန်လဲပူဇော်ပါတယ်သူတော်ကောင်းများကလည်းပဲဒီစကားနှစ်ခုဒီတရားနှစ်ပုဒ်ကိုတေချာကြကြနာနာနာယူနှလုံးသွင်းပြီးတော့ မြတ်စွာဘုရားရှင်ကိုကိုအာယုံပြုဘုရားရဲ့တရားတွေဘဝထဲမှာတွဲပြီးတော့မိမိတို့ရဲ့ဘဝမှာဘလို့လောကဓာတ်မျိုးပဲကြုံကြုံဘလို့ဘဝဒုက္ခတွေပဲကြုံကြုံမြတ်စွာဘုရားရှင်ရဲ့စကားတော်အတိုင်းမြတ်စွာဘုရားရှင်ဘုရားတော်အတိုင်းဖြည့်စေရအမှန်ကိုရပြီးတော့ဘဝမှာပြည်ရာပြည်ကြောင်တရားလေးနဲ့ဖြည့်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေကြောင်းဆန္ဒပြုရင်ဘုရားနေ့မှာမြတ်ဗုဒ္ဓရဲ့စကားကြီးနှခုံးကိုပူဇော်ခြင်းအစီအစဉ် ที่มาแบบนี้ก็การปะซ่องตาไหลกะไปดอดี